ဒီနေ့မှာလည်းဆောင်းပါးလေးတစ်ပုဒ်ဖတ်ပြပေးလိုပါတယ်။ဆောင်းပါးခေါင်းစဉ်ရဲ့နာမည်ကတော့ဥညာတို့ဏိကုံးနဲ့မောင်ကန်တို့ဏိတန်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ဒီဆောင်းပါးလေးကိုနားဆင်ကြခြင်းဖြင့်လူငယ်တို့ရဲ့အနာကက်လူငယ်တို့ရဲ့လာယာလူငယ်ရီယာဘလူရည်ရွယ်တဲ့နယ်ဆိုတဲ့ဟာကိုဆောင်းပါးစုံအောင်နားထောင်ခြင်းဖြင့်တွေးတစ်ခုရရှိနိုင်မှာဖြစ်ပါတယ်။ဆောင်းပါးလေးကိုတင်ပြပေးပါရစေ။ဥညာတို့ဏိကုံးနဲ့မောင်ကန်တို့ဏိတန်း ဒီဆောင်မမှာပြစ်စခလူကြီးမျိုးဆက်နဲ့ပြစ်စခလူငယ်မျိုးဆက်တို့အကြောင်းကိုတင်ပြပေးလိုခြင်းဖြစ်ကြောင်းဥစာဖွင့်ဆိုပါသည်လူကြီးမျိုးဆက်တို့အတွက်ဥညာဟုအမိတမဲ့ရိတ်လူငယ်မျိုးဆက်တို့အတွက်မောင်ကန်ဟုသင်္ကေတပြုရေးသားသွားပါမည်ဥညာဆိုသည်ယနေ့ပြည်တွင်းပြည်ပအစိုးရနှစ်မှာဖြင့်မြမကိုဖွင့်ပြိုးတိုးတက်အောင်လုပ်မည်ဟုသည်မျိုးဆက်ဟုနားလေပေးစားပြီးမောင်ကန်ဟုဆိုရင်လူပုံလေမချား မနာတာဖရုတ်တဝါစာများပြုံဝင်သော စီဝိုင်းတွဲတွင်တည်ခြင်းလဲတည်ပါစေလက်ရည်မများသည့်ဝိတ်တန်းကို ရှင်ထိုးရန်မိုးကုတ်တွင်တည်မင်းကိုစောင့်နေသော မျိုးဆက်ဟုနားလေပြကြဖို့ဖြစ်ပါသည်မောင်ကန်တို့သည် စီဝါပြက်ကံများတော်လိုင်းရေးစစ်ပွဲများကြားတွင်ဝေဖာကြည့်ပြင်းလာသူများဖြစ်ပါသည်ထို့ကြောင့်အခက်ခဲအကျတဲ့ပဝင်းကျင်တို့ကြားတွင်လူလာမြောက်ခဲ့ကြသည်စစ်ပွဲတော်လိုင်းရေးစီဝါပြက်ကတ်တို့သည် တစုံတရာကိုဆန့်ကျင်ပုံကန်နေသည့်သဘောရှိသည်မောင်ကန်တို့သည်ကန့်ဆိုးစွာပင်မော်ရယ်ပြောက်ကာလာတစ်ခုကိုဖျက်တမ်းခဲ့ရသည် သူတို့ဝင်းကျင်တွင်မော်ရယ်ကိုရှာရန်ဥညာများထဲမှမှွေနှောက်နေကြရသည်သို့သောဥညာများထဲတွင်ငင်းကြင်းဤကိုမတီးဆောင်နိုင်သူများတိုင်းပြည်ချမ်းသာအောင်မလုပ်နိုင်သူများအာနာရှင်ဇယိုက်မကင်းသူများမျိုးချစ်စိတ်ခေါမသူများများနေသည်မောင်ကန်တို့သည်ဟာကင်ဥညာတို့၏ရိုမော်ရယ်ဖြစ်ထားသည့်အတိုင်း အစင်အဆက်ပြည့်ရင်းနေသော ရင်ချင်းမှုဒလေးကစောင့်နေသည်စင်နာကြည်ပါဦးဥနေဝင်းကို နေဝင်းဟုခေါ်သောပုပ္ပဥညာတို့ကဥတန်းရွှေကိုဥခင်ညုံတို့ကိုတန်းရွှေခင်ညုံဟုခေါ်သောဖေဖေဥညာတို့ကဝေးကြသည်ဖိုးဖေဖေဥညာတို့ကဥမေအောင်နိုင်ကို မေအောင်နိုင်ဟုခေါ်သော မောင်ကန်တို့ကိုဝေးဖွာကြပြန်သည်မောင်ကန်တို့လူဖြစ်လာကြတဲ့ကဤသို့ပင် ဥကုံမောင်မှတလေးတစားခေါ်ယူရမိမြမရင်ကျေးမှု ရေဒိန်နစ်ခဲ့ပြီးဖြစ်သည်ဘူးလေးရာဖယုံစင့်ဆိုသလိုမောင်ကန်တို့ကိုပြုစုပြောထောင်ပြီးဥညာတို့ကတော့နီလန်းမှန်ကန်မှု ရှိခဲ့ပါသလားစံသားစရာ တွေးစရာတထွေကြီးရှိသည် တချို့သောဥညာတို့ကလီဘရယ်အစွန်းရောက်စိတ်ဓာတ်တွေတုတ်သွင်းလျက်ပြုစုခြင်းကိုအမှန်ဟုယူဆကာမူချခဲ့ကြသည်မျိုးချစ်စိတ်ဓာတ်အလုံးမဖြစ်တော့ဘူး ဝင်တာနုရခိတကပြာမလိုအပ်တော့ဘူးចောင်းတင်ရုံမှာဆက်တင်ငန်းစာတင်မှခင့်ပြီမယ်တွင်းနှောမှတိုးတက်မယ်ဆိုတော့ ideology တစ်တွေကိုတင်ပြပေးကြသည်မောင်ကန်တို့ကစံတစ်တာကိုကြိုက်သည်38ဖြာမင်္ဂလာနဲ့ပြည်သူနီတီစာအုပ်တွေကိုပြစ်ပယ်ခဲ့ကြသည်ဟီရီအော်တပ်ပတရားလက်ကင်ထားရမည်ဟုတွင်တင်သည့်ပဝင်းချင်းကိုမကြိုက်ကြတော့မောင်ကန်တို့အထက်တွင်ဘာသာမဲ့တွေညှလာသည်ပညာရေးတွင် ူငယ်တွေကိုတပုံစိတ်တက်မီးမွေးပေးရမည်ဆိုသည့်ပြန်ချယူဆသည့်ကစစ်အာဏာရှင်တော်လှန်ရေးဆိုသည့်မိတော့ကိုလွယ်လွယ်လေးဝေဖန်ပေးနိုင်ကြသည် အချို့မောင်ကန်များသည်အေကိုင်နာလူအိုင်စစ်လူကပအကျန်းဖတ်ဖွဲ့များအပင်လက်ဖြားခါလောက်အောင်ရက်ဆက်တဲ့အကျန်းဖတ်သမားတွေဖြစ်ကုန်ကြသည်ပညာရှင်အချို့ကအစိုးရကျင်နေသောမောင်ကန်တို့ကို ကြည့်လျက်လူငယ်ဆိုသည်မှာစန့်ကျင်ဘက်တို့ဖြင့်ဝင်ပြီးနေသောအစိတ်ပိုင်း ဆန်ဖရစ်တလင်းဒီလောက်ဒက်စုအတိတ်ပဲပေါ်သည် မွေးစေဝါမိဝဲသော မောင်ကန်စိုးတန်းသော မောင်ကန်ယဉ်ကျေးမှုကိုပုံပြက်ပန်းပြက်အောင်လှုပ်သောမောင်ကန်စသဖြင့်အနှုတ်လက္ခဏာပြသောမောင်ကန်များတပြုံတမာကြီးရှိသည်ဟုဆိုသည်အကောင်းနှင့်အဆိုးတွန်တွဲနေသော မောင်ကန်တို့သည်တိုင်းပြည်အတွက်ပြဿနာသရဝါလည်းဖြစ်အဖြေသရဝါလည်းဖြစ် Food Flavor and Solution သည်ဤသို့ပင် ဆိုဆို မောင်ကန်တို့သည်အလုတ်ခွင်၌ဖြစ်စေ လူအဖွဲ့စည်းနိုင်ဖြစ်စေထွန်းသစ်လာအောင်အင်အား raising power ဖြစ်သည်သူတို့သည်တစတစရှေ့သို့တိုးထွက်လာကြသည်မောင်ကန်တို့သည်ပင်နိုင်ငံရဲ့အနာဂတ်ဖြစ်ပြီးမောင်ကန်တို့ကို နိုင်ငံအနာဂတ်ကပြရမည်မှာလဲမဟုတ်ချဖြစ်သည်အဖြေရှာကြည့်ရင်အတွေးခေါ်အုံလဲခြင်းဖြစ်သည်အချို့သောမောင်ကန်တို့သည်ဥညာတို့၏နိုင်ငံရေးညှို့ကွင်း၌မိက ထိတ်တိုက်ရင်ဆိုင်ခြင်း radical နိုင်ငံရေးကိုအာရုံကျနေကြသည်အချို့ဆိုရင် တရားမဝင်လက်နက်ကင်ဖွဲ့စည်းများအတွင်းသို့ရောက်ရှိသွားကြသည်တချို့ဆိုရင်မြေပေါ်ပင်စန့်ကျင်ရေးလုပ်ရန်အာတန်နေကြသည်ကိုင်းမြေက ပထဝီထောင်ချောက်ထဲသို့ရောက်နေသည်တချို့သောမောင်ကန်တို့ကဒိုင်ယန်လော့ထောင်ချောက်ပရိပခထောင်ချောက်များထဲနက်နက်ရှိုင်းရှိုင်းကျနေသည်စစ်အာဏာရှင်ဟူသောဒိုင်ယန်လော့ထောင်ချောက်သည်မောင်ကန်တို့ကိုအကြမ်းဖက်တွေဖြစ်ရန်တွန်းပို့သည်ယခုအခါပြည်ပြည်ဥညာတို့အတွက်အငှားပိုက်ကလေးများအဖြစ် အနာဂတ်အပြောင်း ေါင်လင်နေကြရသည်နှမျိုးပွေဘဝဆုံးရှုံးရမှုအသက်ဆုံးရှုံးရမှုများကြားသိနေရသည်ကဘာကြီးသည်အသိဉာဏ်ပညာကိုယခင်ကားထက်အစာပေါင်းများစွာပုံမှုလိုအပ်နေသည်အသိပညာများဆက်လက်တိုးပါနေသည်၏ပြောင်းမြင်တတ်သည့်ဉာဏ်ပညာကိုကဘာကြီးနေဖြင့်ယခုထက်ပို၍လိုအပ်လာပါလိမ့်မည်ခုဘာထန်ရဆဲကဆိုခဲ့သည်ဘဝရှင်သန်ယတ္တိမှုကိုဉာဏ်ပညာနှင့်မပေါင်းဆက်နိုင်လျှင် ဘဝယက်တည်မှုတွင်လည်းအနည်းငယ်ရှိသည်ဟုဆိုသည် လူဖွဲ့စည်းတစ်ခုအတွင်းလူအလုံးမတူခြားနာသောလူဖွဲ့စည်းတစ်မျိုးမျိုးပါဝင်နေသည်တွေးခေါ်မှုစနစ်များအသိဉာဏ်များ၎င်းတို့ကိုစားပြုပါဝင်ဖွဲ့စည်းထားသောတိကျလူမှုယူနစ်များတွေးခေါ်မှု စနစ်များအသိဉာဏ်များကိုထင်ဟပ်ဖော်ပြနေပြီဖြစ်သည်ဒီနေရာတွင်တော့ကျင်းညီအောင်ပုံမြင်ကိုပဲပြန်ပြောရအောင်မည်ဖြစ်သည်တပုံတို့လက်ကိုရောက်သောမောင်ကန် အမျိုးသားသားမျိုးဖာသာသာသနာကိုကာကွယ်သည့်ဘက်သို့ရောက်သောမောင်ကံအချိန်ကြာလာသည်နှင့်အမျှတန်ဖိုးခွာသားကြမည်ဖြစ်သည်အလင်းရောင်ဘက်ကိုရောက်၍ပေါ်ပေါ်ထင်ထင်လမ်းလျှောက်နိုင်သောမောင်ကံတို့သည်အမိရောအမိရင်ခွေညီကုံမောင်နှမများရင်ခွင်ကိုလွတ်လွတ်လပ်လပ်ခဝင်ခွင့်ရနိုင်ကြသည်အသိဉာဏ်ပညာသည်စိတ်ကူးနှင့်တွဲခေါ်မှုများကိုလက်တွေ့ဆန်းသက်ခြင်းဖြင့်သာ အသိရှိလာသည်မှာအမှန်တရားဖြစ်သည်လူဤတွဲခေါ်မှုကို ပဂရီလက်တွေဘွားနဲ့ဆက်သက်စစ်ဆေးမှုမပြုခဲ့ရင်အသိဉာဏ်ပညာမရရှိနိုင်ပေ။မှားခြင်းကိုမှန်ခြင်းဖြင့်မတိခြင်းကိုတိခြင်းဖြင့်အစားထိုးခြင်းဖြင့်သာအသိဉာဏ်ပညာပွားများထွက်တတ်လာမည်ဖြစ်သည်။အသိဉာဏ်ပညာသည် အများဆိုင်ပုံချသော လူမှုလက်တွေဘွားကထုတ်ပေးသည်။လူမှုထုတ်ကုန်အချင်းရာတစ်မျိုးဖြစ်သည်။မှားခြင်းကိုမှန်ခြင်းဖြင့်မတိခြင်းကိုတိခြင်းဖြင့်အစားထိုးခြင်းဖြင့်သာ လက်ရှိအမှားများကိုအသိဉာဏ်ဖြင့်ယုံထွက်နိုင်ကြမည်ဖြစ်သည်။မောင်ကန်တို့၏နိုင်ငံရေးတူရှုချက်မှာ Federal Democracy ဖြစ်သည်။သို့သောမောင်ကန်တို့၏အစွဲပေါင်းများစွာဖြင့်ဖွဲ့စည်းထားသော Federal Democracy တွင်အဖို့အထက်အစ်စ်အထုံးများဖြင့်မပြည့်မပြင်းဖြစ်နေသည်။ထို့ပြဿနာကို မောင်ကန်တို့ရှင်းနိုင်ခြင်းမရှိ ရှိမီမရှိမီကိုဖန်သားပြင်ပေါ်တွင်ဆက်ကြည့်ရန်အချိန်သိမ့်မကြံတော့ပါ။ Federal တင်းတင်းအောင်နေသော KIA TNA တွေ MNTA တို့ကိုယ်တိုင်နေမြေလူရင်းလက်သီးတွေထိုးနေကြသည်မောင်ကန်တို့သည် မိမိတို့အသက်ရွယ်နှင့်လိုက်ဖက်သည့်နေပယ်တွင် professional အဖြစ်နေသင့်ကြပါသည်သူများတောက်လို့မိုးကားရီလိုက်တောက်တာမျိုးမဖြစ်သင့်ပါအရင်းဤကြီးပါသည်နိုင်ငံရေးနေပယ်ကရှုပ်ထွေးပါသည်တိန်တော်တဖွဲ့မင်းကျွယ်ဟု ဆိုပါသည် အင်ဂျင်နီယာမောင်ကန်မောင်ကန်ဆရာဝင်ကျောင်းဆရာ မောင်ကန်တို့မှာ တဘုံမောင်ကန်တို့ထက်ဂုံတိတ်ခါတံပိုးမြင်မာကြောင်းစိုးပွဲရာမရှိပါဒီကနေ့မောင်ကန်တို့နိုင်ငံတွင်နေဗန်တိုင်းလိုလိုနိုင်ငံတကာနှင့်ရင်မောင်တန်းနိုင်သည့်အရေးချင်းပြေဝါသောမောင်ကန်များအမြောင်များရှိနေသေးကြောင်းပြည်သူတို့ကဂုံယူပြောဆိုနေကြပါပြီကမ္ဘာအဆင့်မီအုံနောက်ပေါင်းရှင်မောင်ကန်များသည့်ကမ္ဘာချန်ပီယံအဆုများကိုယူကာပြန်လာနေကြပါပြီပြည်သူများလက်ကုပ်အောပါဖြင့်ချီးမြှောက်နေကြပါသည် ီလိုပဲဆိုရင်အနာတိလောက်ပြီးဟုထင်ပါသည်အနာတိလင်ဆေးရှိပါသည်မောင်ကန်တို့တက်ချင်သောလေကားကို အသိဉာဏ်ပညာဖြင့်တက်ကြစေခြင်းသည်နိုင်ငံရေးအိုက်ဒီယိုလော်ဂျီတို့ဖြင့် မလုံးပေးနေသော ကိုကျိုးစီးပွားမုတ်ဆိုးတို့ကြောက်ခွင်းမှလွတ်အောင်ရုံးထွက်စေခြင်းသည်မြမစစ်သမိုင်းမှာတပုံဘဝနဲ့တေလို့သူရဲကောင်းဖြစ်ကြော်ကြားကြံရစ်သူမရှိပါခစ်ပြောင်းစစ်ပြောင်းနဲ့ခစ်ပြောင်းစနစ်ပြောင်းနဲ့လူမသိသူမသိ ပြဖြစ်သွားသောမောင်ကန်တို့သာအမြောင်အများရှိခဲ့ပူသည်တက္ကသိုလ်ကျောင်းတော်ကြီးတွေမှာငွေလာတာနေပါသည်အင်းလေးမှာမိုးတွေရွာနေပါသည်အမေရွာမှာကျေးစီတန်မေတ္တာတုံးနဲ့ရွာမြုပ်နေပါသည်ညီလေးဆိုင်းစီယာညီမလေးဒေဝစ်စတာတို့အိမ်ဒီနာချင်းနေနဲ့ပွဲကနေပါသည်ဥညာတို့ထဲတွင်ညီကုန်းကိုလှလှပပပြီးပုံးကားချကျင်သူများလည်းရှိသည်ဤဒီကအခွင့်ကောင်းရည်မောင်ကန်တို့ လာလာပပဂရီဘာပြည်ဖုံးကားဖွင့်ကြပါစို့လို့တိုက်တွန်းရင်းဒီဆောင်မကိုနှီးကုန်းချုပ်ပါသည်နိုင်ငံရေးတွဲခေါ်တစ်ခုမြို့သားနိုင်ငံရေးအသည့်တစ်ခုရရှိသွားလိမ့်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်